။ရှင်ဗျာတပည့်တော်နမေကတော့မင်းမြတ်ကြီးပါဗျာ။ဟမ်။တပည့်တော်ကတော့မင်းမြတ်ကြီးပါဗျာ။အေးမင်းမြတ်ကြီးဟုတ်ပြီတမီးပြော။အဲတပည့်တော်ညီမနိုင်ငံမှာထေရဝါဒဗုဒ္ဓတန်တာထုံးကားပြီးတော့အလူတက်နေလဲအများပြားပြီးလို့ပါဗျာ။ဘာကြောင့်မို့အစင်းရဲဆုံးနိုင်ငံဖြစ်နေရပါတလဲဖေဗျာ။ဟုတ်ပြီတမီးကျေးဇူးပါပဲတမီးဟုတ်ပြီ။ တမိတာရုတ်တမိတို့စိတ်ပါဝင်စားတဲ့သူတွေဒီထဲနေလို့ရပါတယ်စိတ်မပါလို့စကားပြောခြင်းရင်အပြင်ပေးထွက်ပြောပါတယ်ဟုတ်ပလားတမိမိတဲ့မိကုံးမှာတာရုတ်တမိတို့ဒီအွယ်ကလေးက စဉ်းစားတတ်စီခြင်းနဲ့တွေးခေါ်တတ်စီခြင်းနဲ့ဘုံဘုံကအမေးတစ်ခုမေးလာရင် အဖြေပေးရတဲ့အခါ yes or no လို့ဘယ်တော့မှမဖြေပါဘူးဟုတ်တယ်မဟုတ်ဘူးဘယ်တော့မှမဖြေပါဘူးဖြေပုံဖြေနည်းကိုနားလည်စီခြင်းပါတယ်သမီးညောင်းရင်ခဏထိုင်လိုက်ဘုံဘုံလေနဲ့နဲ့ရှိလိုက်မှာနော်တရုတ်သမီးတို့ကိုဘုံဘုံ တခုပြောခြင်းပါတယ်ကိုရေရနေပြီးတော့6နှုတ်ရင်ဘယ်လောက်ရပါသလဲကိုရေရနေ6နှုတ်ရင်ဘယ်လောက်ရပါသလဲအဖြေကဘာပါလဲတော်ဒါမြင့်300ရခြင်းတည်းဆိုရင်ဘယ်တည်းကဘယ်လောက်နှုတ်ရမှာလဲ106ကိုပေါင်းရမှာဗျာရှစ်ထည့်ကနေ 9နဲ့ကနေ73နဲ့ကနေအဖြေကဘယ်နှခုလဲ3တခုတည်းမို့လားပါဗျာတွက်နေကဘယ်နှခုရှိပါသလဲရေတွက်လို့ရသလားရပါဘူးဗျာခုဘုံဘုံပြောတာသဘောပေါက်လားတားတို့သမီးတို့တည်းမှာအဖြေမှန်သိထားတယ်အဲ့ဒီအဖြေမှန်ရအောင်တွက်ပုံတွက်နေကြတော့ အဖြစ်မှန်တစ်ခုတွက်နည်းတစ်ခုဆိုတဲ့အစွဲရှိရင်ခဏရစပြီးဖြောက်လိုက်ပါဟုတ်လားအဖြစ်မှန်တစ်ခုရဖို့အတွက်တွက်နည်းတွေကအများကြီးပါကဲတသိန်းကနေပြီးတော့300အောင်ဘာနှုတ်မလဲ9000 9900 90ခွန်တော့မှမဟုတ်ဘူးလား ကဲတသိန်းနဲ့တစ်ထဲကနေပြီးတော့300အောင်ရှင်းလားခုပြောတာရှင်းလားဒါနောက်ဘုတာရသမီးတို့ဒီအွေတွေကညံကြီးလွန်းလို့ညံထက်လွန်းလို့ဘဟုတုတ္တတွေများလွန်းလို့ဖုံဖုံဖြီတဲ့အခါမှာတာရသမီးတို့ကိုယ်တိုင်စဉ်းစားတဲ့စဉ်းစားပြီးအဖြေကိုယ်ပိုင်ရအောင်လို့ဖြေပေးခြင်းပါလေ ဒီသမီးမေးတဲ့မေခွန်းဖုံဖုံနဲ့ခုနှစ်တန်းရှစ်တန်းကလေးကမေးခဲ့ပါတယ်လှူတယ်ချမ်းသာနေဒါပေမဲ့မြန်မာနိုင်ငံကလှူကြတယ်လှူကြတယ်ချမ်းသာလားမချမ်းသာဘူးလားလူကြတယ်ချမ်းသာလားမချမ်းသာဘူးလားမှန်ပါဘူးခင်ဗျာဒါမြင့် theory အနေနဲ့ပြောရင်လူတယ်ဘာဖြစ်လဲချမ်းသာတယ် အခုလူကြတဲ့မချမ်းသာဘူးဒီလိုဖြစ်နေတာမို့လားဒါမြင်မချမ်းသာတာရဲ့လူကြတာရဲ့နှစ်ခုတွဲလိုက်တော့မျက်မြင်သေးကြပေါ့သဘောပေါက်ထားတာကဘာလဲမချမ်းသာဘူးမချမ်းသာဘူးဆိုရင်မချမ်းသာတာကို ဝေဖန်စရာမလိုတော့ဘူးဘာကိုဝေဖန်ရမှာလဲလူတာကိုဝေဖန်ရမှာလူခြင်းလို့လူတာလားမကောင်းတတ်လို့လူတာလား မကောင်းတဲ့လို့လူတဲ့မျိုးအလူမျိုးဆိုရင်ချမ်းသာတင်းသလားမချမ်းသာဘူးဟုတ်လားအဲ့ဒါကိုမှထပ်ပြီးတော့ပြောလို့ရှိရင်သားတို့သမီးတို့ယူရတာနဲ့ပေးရတာနဲ့ဘယ်ဟာကြိုက်ယူရတာကိုကြိုက်ပါရဲ့ဗျာပေးရတာနဲ့ယူရတာနဲ့ဘယ်ဟာကြိုက်အဲ့လိုယူရတာကြိုက်နေတဲ့သူတွေရဲ့အလူဟာပေးခြင်းလို့လူတာလားမကောင်းတတ်လို့လူတာလား ပေးခြင်းလို့လူတာလားသူများခိုင်းလို့လူတာလားတကယ်ကိုစိတ်ရင်းစေရနာရှင်းရှင်းတန်းတန်းနဲ့ပေးခြင်းလို့လားတခုခုကြောင့်လားဆိုတာစဉ်းစားကြည့်လေ ဟုတ်ပလားဓမ္မတာတို့သမီးတို့ချမ်းသာတဲ့အကျိုးတကယ်ပေးတဲ့အလူဆိုတာဒီအပေါ်ရန်လူမြင်ကောင်းလူယုံနေတော့မရဘူးနော် ဒါမြင့်လူမြင်ကောင်းလူယုံနဲ့မရရင်တကယ်ကိုစိတ်แท้ကလူတဲ့ဆိုတာဒီရှိပါသေးတယ်အလူခံပုဂ္ဂိုလ်ကလည်းစင်ကြရတယ်လူတဲ့ပစ္စည်းကလည်းဓမိယလတ္တလို့ခေါ်တဲ့ကိုဟာကိုကြိုးစားပြီးတော့ရထားတယ်တရားသဖြင့်ရထားတယ်မတရားသဖြင့်ရတာမဟုတ်ပါဘူးလူတဲ့သူရဲ့စိတ်ကလည်းစင်ကြရတယ်ဘယ်နှမျိုးစုံ वा မယ်၃မျိုးစုံမှပို့ပြီးတော့ဘာဖြစ်လဲအကျိုးပေးတယ် ဟုတ်ပလားနောက်တစ်ခုလှူလိုက်တဲ့အခါမှာချမ်းသာတယ်လှူလိုက်တဲ့အခါမှာချမ်းသာတယ်ဆိုရင်သာဓုသမီးတို့ကိုမေးကြည့်မယ်ချမ်းသာနှမျိုးရှိတဲ့ချမ်းသာနှမျိုးလူချမ်းသာတာနဲ့စိတ်ချမ်းသာတာပါအမေသူတို့တည်သားပဲလူချမ်းသာတာနဲ့စိတ်ချမ်းသာတာပါဗျာဘယ်ဟာကြိုက်အဲ့ဒါဆိုရင်သာဓုသမီးတို့ကလူကလေးကလူချမ်းသာဖို့အရေးမကြီးပါဘူး ဘာပဲအရေးကြီးတာလဲစိတ်ချမ်းသာဖို့ပဲအရေးကြီးပါတယ်ဆိုတော့စိတ်ကလေးမရှိဘူးလားရှိပါရဲ့ဗျာအဲ့လိုဆန္ဒလေးမရှိဘူးလားရှိပါရဲ့ဗျာဒါမြင့်သမီးမေးတဲ့မိခုံးကလူပြီးတော့မချမ်းသာဘူးဆိုတာလူချမ်းသာလားစိတ်ချမ်းသာလားစိတ်ချမ်းသာ तू ကလူချမ်းသာကိုတွက်တာဖုံမုံတို့မြန်မာနိုင်ငံကလူကြတဲ့သူကဘာချမ်းသာကိုအဓိကထားလဲ ဖမုန်းတို့နိုင်ငံကစိတ်ချမ်းသာတာနဲ့တခြားနိုင်ငံကစိတ်ချမ်းသာတာနဲ့ဘယ်နိုင်ငံတွေကပိုစိတ်ချမ်းသာမယ်ထင်ခြားနိုင်ငံတွေကပိုစိတ်ချမ်းသာဖုံဖုံတို့လွန်ငယ်တဲ့အနှစ်30ကျော်လောက်တုန်းကကျေးဇူးတော်ရှင်ဓမ္မတုတ္တဆရာတော်ဘုရားကြီးတရားဟောတဲ့ထဲမှာထဲ့ဟောတယ်။ဟိုးအနောက်နိုင်ငံကတထင်းနိုင်ငံဆိုတဲ့နိုင်ငံကြီးအကြီးရှိတယ်လေ။သိတယ်မဟုတ်လား။နာမည်မပြောကြည် ဟုတ်မလားကောင်းတဲ့အကြောင်းပြောမယ်ဆိုရင်နာမည်ထည့်မကောင်းတဲ့အကြောင်းပြောရင်နာမည်မထည့်ရဘူးဟုတ်လားပြန်ပြောမယ်စကားပြောတဲ့အခါမှာတဦးတယောက်တစ်ဖွဲ့ကို မကောင်းကြောင်းပြောတော့မယ်ဆိုရင်နာမည်မထည့်ရဘူးကောင်းကြောင်းပြောမယ်ဆိုရင်နာမည်ထည့်ရပါနာမည်ထည့်ရတယ်လွန်ခဲ့တဲ့အနှစ်30ကျော်က ဘုံမနှုတ်ကျေးဇူးတော်ရှင်ဓမ္မတုဒ္ဒဆရာတော်ဘုရားကြီးမိတ်နေအဲ့ဒီနိုင်ငံကြီးမှာတဲ့တနစ်ကိုတန်းကြွယ်တထင်း90ကိုဟာကိုတတ်သေးကြတယ်ဟုတ်လားတန်းကြွယ်တထင်း90ကိုဟာကိုဘာဖြစ်လဲတတ်သေးကြတယ်ရှော့ဈေးနဲ့ပြောလိုက်9ရောက်တတ်သေးကြတယ်တဲ့အဲ့တော့သူတို့ကပစ္စည်းဥစ္စာတွေမချမ်းသာဘူးလားချမ်းသာလားချမ်းသာပါတယ်ဗျာတတ်သေးတယ်ဆိုကြရဲ့ ဟုတ်လားအဲ့တော့ချမ်းသာတာနှမျိုးလဲခွဲကြပြီးကြည်ပါတမိမေးတဲ့မိခွန်းရှင်ကိုလဲယေရှုတင်ပါတယ်လူတဲ့အခါမှာစိတ်ကလည်းစင်ကြရတယ်လူတဲ့ဝတ္ထုပစ္စည်းကလည်းတရားသဖြင့်စင်ရတဲ့စင်ကြရတယ်အလူကံပုဂ္ဂိုလ်တွေကလည်းသီလသမာဓိပညာပို့ပြီးတော့ပြည့်စုံရတယ်စင်ကြရတယ်အဲ့ဒီ၃မျိုးစုံမှအကျိုးပေးကပို့အားကောင်းပါတယ်ဟုတ်ပလား အလူခံပုဂ္ဂိုလ်ဘက်ကအာနေရင်လည်းပဲငက်ကလေးကြက်ကလေးခွေးကလေးကြွေကုသူရတယ်တမီးထင်တယ်လို့ဟိုလိုကြီးအကျိုးပေးဖို့ကတော့အာမနေဘူးလားလူတဲ့စေတနာလေးပဲအာနေတတ်တာတွေရှိတယ်အဲ့ဒါလိုမျိုးပဲဖုံဖုံဖြည့်ခြင်းပါတယ်ဟုတ်ပါလားတမီးနော်ဟုတ်ပါဗျာကဲကျေးဇူးတင်ပါတယ်ဟုတ်